ဒီနေရာမှာပေါ့နော်ဒီကာဗွန်ဖလားကအချိုရဖလားမလို့ပါဆိုပြီးတော့နှိမ့်ချပြီးတော့ကျွန်တော်တို့မပြောစေချင်ဘူးပေါ့နော်ဘဲဆူဖလားပဲဖြစ်ဖြစ်တန်ဖိုးရှိပြီးတော့အရေးပါတယ်ဒါကိုကျွန်တော်တို့လက်ခံတတ်ဖို့တော့လိုပါလိမ့်မယ်ကို့အတွက်တင်းငယ်တွေလို့ထင်ရတဲ့ကိစ္စတွေကတခြားလူတက်တော့ဘွားကြီးလည်းဖြစ်နိုင်ပါတယ်ဒီလိုအခြေအနေမှာဖလားသေးဖလားကြီးဆိုတာတဲ့ဒီချန်ပီယံဖြစ်သွားတယ်ဆိုတဲ့ဂုံပြုမှုမျိုးချီးကျူးမှုမျိုးကျွန်တော်တို့ပို့ပြီးတော့ပြောတင်ဆိုတင်ရလို့ကျွန်တော်ကမြင်တယ် ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ ပွဲပေးသုံးရချက်အစီအစဉ်ဖြစ်ပါတယ်လီဗာပူးနဲ့နယူကာဆယ်တို့ရဲ့လိဖလာပွဲပေးသုံးရချက်အစီအစဉ်ဖြစ်ပြီးတော့အဲဒီပွဲစုံမှာတော့နယူကာဆယ်အသင်းကလီဗာပူးကိုတကယ်ကိုနှစ်ဂိုးတစ်ဂိုးနဲ့ထိုက်တန်စွာအနိုင်ရရှိပြီးတော့လိဖလာချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်ဒါဒီအစီအစဉ်ကိုလည်းထုံးစံတိုင်းကျွန်တော်ရဲ့ကိုရဲလင်းတို့ကျွန်တော်ညီကိုနှစ်ယောက်ကသုံးသပ်တက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာကိုရဲလင်းတို့ရဲ့မင်္ဂလာပါမင်္ဂလာပါကိုကျူဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့လီဗာပူးနဲ့နယူကာဆယ်တကယ်ကိုကောင်းခဲ့ပါတယ်နယူကာဆယ်ထိုက်ထိုက်တန်တန်နဲ့နိုင်ခဲ့တာပါအဲ့တော့ကျွန်တော်အစီအစဉ်ရဲ့ထုံးစံလေးတိုင်းပဲဆက်လိုက်ရှင်ပါတယ်ကိုရဲလင်းတို့အမြင်လေးစပါပြပါဦးဖလားတစ်လုံးမရှိမပြည့်လိုအပ်နေတဲ့အသင်းကဖလားရတာတော့ကျွန်တော် ော်ဒါကျင်းနေမိရယ်ပေါ့နော်ညူကာဆယ်ကတော့ဒီပွဲစဉ်မှာလည်းသူတို့ပုံမှန်ကစားနေကြပုံစံအတိုင်းပဲပေါ့နော်ဘောလုံးမရှိတဲ့အချိန်မှာ5-4-1ကိုအဓိကထားပြီးတော့ကစားသွားလိမ့်ရှိရယ်တိုက်ဆက်မှာတော့ Isak တယောက်တယောက်ကိုပဲထားတယ်ဒါသူတို့ပုံမှန်လုပ်နေကြပုံစံပဲပေါ့နော်ဒီနေ့မှာကျတော့ Liverpool အသင်းကဒီကွန်းလယ်ကိုဖျက်ပြီးတော့ဘောလုံးပို့မရအောင်ညူကာဆယ်ကတိတိလေးလေးကိုတားဆီးွားခဲ့တယ်ပေါ့နော် အလေရောတစ်ခုလောက်ပေါ့ညူကာဆယ်အပိုင်ချုပ်ထားခဲ့တယ်လို့ပြောရင်လည်းမမှားဘူးပေါ့ဒီပါဝူးဘက်ကကျတော့ DS ကိုလှမ်းတင်ပြီးတော့လွတ်သွားရင်ဆိုတဲ့အခြေအနေမျိုးတွေကနေကစားခဲ့ရတယ်ပေါ့နော်ဒီပါဝူးတိုက်ဆက်မှာဆိုတော့ DS ကပဲအနေနဲ့ရှိဆုံးလို့ပုံစံမျိုးဖြစ်နေခဲ့တယ်အာနိုမကစားနိုင်တာကလည်းလီဗာပူးတိုက်စစ်အကူပြောင်းတွေတောင်ပံတွေချိန်းတာတွေမှာအများကြီးတော့အားနေပါတယ်ပြီးတော့ဆာလာကလည်းတယောက်တည်းဖြစ်သွားခဲ့တယ်ပေါ့နော်ဂပိုနဲ့ချီဇာဟူတာစောစီလူစားလဲခဲ့မယ်ဆိုရင်တော့ပွဲကတမျိုးတစ်ပုံတော့ပြောင်းသွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ညူကာဆဲကကျတော့ဒီတပွဲအတွက်ပေါ့ဂိမ်းပလန်ကိုတိကျအောင်ပြင်ဆင်လာခဲ့တာကိုကျွန်တော်မြင်ရတယ် န်ဒိုက်တို့ကွန်နာဒီတို့ရှိရဲ့နေရာကိုဖြစ်တင်ဘောလုံးဝမတင်မင်းနဲ့သူတို့အနောက်ဘက်ချမ်းကိုပဲတင်လေးရှိရဲ့ပေါ့နော်အဲ့ဒီဖြစ်တင်ဘောတွေကနေပဲအသာစီးရယူသွားခဲ့တာလည်းဖြစ်တယ်ဂွီမာရီတို့တွန်နယ်လီတို့ကလည်းဒီပွဲစဉ်မှာလုံးဝတိုးအားယုံအားအပြည့်နဲ့ကိုကစားသွားခဲ့တယ်နယူကာဆယ်ကွန်းလယ်ကနဂိုအတိုင်းဆိုရင်တော့ပြီးများလေးကဘယ်တဲကိုမဆိုရှင်ကစားနိုင်ဆိုရှိပြီးသားဟုတ်ကဲ့အဲ့ဒါကိုမှဒီပွဲစဉ်မှာစိတ်တက်တွေထည့်ပြီးကန်လိုက်တဲ့အခါမှာတော့အရင်ကပြီးပြီးဆုံးသွားတယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဒီလီဗာမိုတို့ကလည်းဘယ်ဘယ်ဘယ်ချမ်းတောင်ပေါ်မှာအသက်အဆင်းကိုထိချောက်ကစားသွားခဲ့တယ် ညူကာဆယ်အတွက်ကကြတော့ဒီပွဲစဉ်ကပွဲထွက်၁၁ယောက်ကသူတို့ရဲ့အဓိက game plan ပဲအေး၁၁ယောက်ကဒါအဆင်မပြေဘူးခြေစောင်းမပြနိုင်ဘူးဆိုဒီပွဲကသူတို့တော့တွားပြီသူတို့ရဲ့အရန်လူချင်းကဒီလီဗာပူးအသင်းကိုရှင်ကစားနိုင်လာတဲ့အထိကိုအားမကောင်းတော့ကျွန်တော်မြင်ခဲ့ရတယ်ဗောနော်အဓိကတော့ဆူပလာပိုလိုချင်းတဲ့အသင်းပိုကြိုးစားတဲ့အသင်းကအနိုင်ရောက်ခဲ့တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဗောနော်ဒါလီဗာပူးကကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ညူကာဆယ်ရဲ့အကွက်စစ်စစ်ပြီးတော့နေရာလို့ ရှိဘဲနဲ့ပိတ်ဆို့ကစားဟန်ကိုလီဗာပူးကကြော်လွှားနိုင်ခြင်းမရှိဘူးလို့ကျွန်တော်မြင်တယ်။အဲ့တော့ဘလို့ဖြစ်လာလဲဆိုတော့ပွဲချိန်နည်းနည်းကြာလာတဲ့အခါမှာလီဗာပူးကဘာလို့လို့လုံးဝမသိဘူးဖြစ်လာတယ်။သူတို့ဘလို့လုံးဝမသိဘူးဖြစ်လာတယ်။အဲ့ဒီအချိန်မှာဒီပွဲအဖြေကဘာလဲဆိုတော့ကျွန်တော်ကြက်ခိုင်မှုလို့ကျွန်တော်ပြောချင်တယ်ဗျ။ဒီပွဲမှာကကြက်ခိုင်မှုပိုကောင်းပြီးတော့ပို့ပြီးတော့အားတင်ပြီးကစားတဲ့အသင်းကနိုင်ွားတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ဘလို့မျိုးလဲဆိုတော့ဒီပွဲမှာလီဗာပူးရဲ့ကွင်းလေရလဲဘောလုံးလုံးဝမထွက်ဘူး။ဒါကတော့နျူကာဆယ်ရဲ့ပိတ်ဆို့ကစားတဲ့ပုံကြောင့်အဲ့ဒီအချိန်မှာ တယ်မဲ့နျူကာဆယ်ကစိုက်ဟန်မှုလည်းပိုကောင်းတယ်ဒီလိုချိန်မှာပွဲကနျူကာဆယ်ဘက်ကိုရောက်သွားတယ်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်အီလီယော့ဝင်လာမှသာလီဗာပူးရဲ့ဘောလုံးလမ်းကြောင်းတွေကမြင်ရတာပြောမယ်ဆိုလို့ရှင်အီလီယော့ကတော့မှဒီပွဲမှာတော်တော်လေးကောင်းခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုထပ်ပြောမယ်ဆိုလို့ရှင်ဆာလာစီလည်းဘောလုံးမရောက်ဘူးဆာလာစီကိုဘလို့ဘောလုံးရောက်အောင်လုပ်ရမလဲဆိုတော့လည်းမစင်စားကြဘူးဆာလာကလည်းကျွန်တော်ညတော့ဘက်မှာလူပိုကြီးလိုမျိုးဒီပွဲမှာဖြစ်ခဲ့တယ်အဲ့တော့ဆာလာခက်ခဲနေတဲ့အချိန်မှာ ကူညီဖို့မလုပ်ခဲ့တဲ့နီးပြ slot ကိုလည်းကျွန်တော်ကတော့နည်းလေးတော့ပြောချင်တယ်ဒါ slot မှာလိုအပ်ချက်တွေရှိခဲ့လို့ထင်တယ်ဒီလိုနဲ့ပဲပွဲပြီးကန်ဒီမှာကျွန်တော်တို့ဘန်ရဲ့တောက်ကန်ဘောပေါ့နော်တောက်ကန်ဘောနဲ့ count တိုက်ပြီးတော့1-0နဲ့ Newcastle ကဥဆောင်သွားခဲ့တယ်ဒီတောက်ကန်ဘောသာမကိုးဘဲနဲ့ဈီးဈီးဆိုလို့ရှိရင် Liverpool ကဒီမှာမျှော်လင့်ချက်ရှိသေးတယ်ဒါပေမဲ့1-0ဆိုတဲ့အချိန်ဒီမှာအသင်းကလည်းအထိုင်သိအဆင်မပြေတဲ့အချိန်မှာတော့ Newcastle ဘက်ကပွဲကလုံးလုံးကြီးရောက်သွားရတယ်တော့ကျွန်တော်ကတော့ပြောချင်ပါတယ်အာ Newcastle တော့ကတော့ဒီဖလားအတွက်စူးစမ်းခဲ့ရတာတွေစိတ်ပိုင်းဖြစ်ပြီးလုပ်ခဲ့ရတယ်ကအများကြီးပဲပေါ့နော်သူတို့တော့ကတော့ဒီဖလားနောက်ဆုံးမြ ော်လင်းချက်ပဲဒီနေရာမှာပေါ့နော်ဒီကာရာဘောင်ဖလားကအချိုရီဖလားမလို့ပါဆိုပြီးတော့နှိမ့်ချပြီးတော့ကျွန်တော်တို့မပြောစေချင်ဘူးပေါ့နော်ဘဲဆူဖလားပဲဖြစ်ဖြစ်တန်ဖိုးရှိပြီးတော့အရေးပါတယ်ဒါကိုကျွန်တော်တို့လက်ခံတတ်ဖို့တော့လိုပါလိမ့်မယ် ကို့အတွက်သိငယ်တယ်လို့ထင်ရတဲ့ကိစ္စတွေကတခြားတို့တော့ဘွားကြီးလည်းဖြစ်နိုင်ပါတယ်ဒီလိုအခြေအနေမှာဖလားသေးဖလားကြီးဆိုတာတဲ့ဒီချန်ပီယံဖြစ်သွားတယ်ဆိုတော့ဂွန်ပြုတ်မှုမျိုးချီးကျူးမှုမျိုးကျွန်တော်တို့ပို့ပြီးတော့ပြောတင်ဆိုတင်ရလို့ကျွန်တော်မြင်တယ်တစ်ဖက်မှာလီဗာပူးအသင်းပွဲပန်းတာကလည်းဒီပွဲအတွက်အဖြေလို့တော့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့လည်းပွဲမစခင်ကတော့လီဗာပူးဘက်ကပို့ပြီးတော့အလေးတားခဲ့တာတွေရှိတယ်ချန်ပီယံလိကထွက်ခဲ့ရတော့ဒီပွဲပြန်လာမယ်လို့လူတော်များများထွက်ခဲ့ကြတယ်ပေါ့နော်တကယ်တမ်းကျတော့လီဗာပူးကဒီပွဲကိုမကစားချင်ခဲ့တာလို့လည်းပြောကြပြန်အောင် ဒီအင်းညာမှာတော့ကျွန်တော်တို့ပြောတာမှန်တယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့လီဗာပူးကဒုတိယကိုပေးလိုက်ရတဲ့အချိန်ကျမှသူတို့ဖွင့်ကန်တယ်။ဒါကြမ်းပြောရမယ်ဆိုသူတို့ကတကယ်စော်စီဖွင့်ကန်ခဲ့မယ်ဆိုရင်ပွဲကပို့ပြီးတော့မြန်သွားနိုင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဒါပေမဲ့လီဗာပူးကဘယ်လိုလဲဆိုတော့ငါတို့မှဒီဖလားမရလဲဘာမှမဖြစ်ဘူး။ငါတို့မှပရီးမီးယားလိဖလားရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားခဲ့တယ်။ ဂုံးတစ်ခါအရပဲပေါ့နော်ဂုံးမပြည့်ရအောင်ဂုံးပြည့်မဖြစ်ရင်တော်ပါပြီဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားတာကြောင့်လေဒီပွဲစဉ်မှာလီဗာပူးတင်းရချန်ပီယံစုပလာနဲ့မထိုက်တန်ခဲ့တာလို့ကျွန်တော်ကတော့မြင်နေပေါ့နော်ယူကာဆဲကတော့ထထိုက်တတန်တဲ့ကိုချန်ပီယံကိုဖြစ်သွားခဲ့တယ်ဒီနေရာမှာကျွန်တော်လီဗာပူးတင်းကိုခဏလောက်ဖယ်လိုက်မယ်စီမီဖိုင်နယ်တက်ခဲ့တဲ့အခြားတဲ့အတင်းရှိတယ်အဲ့ဒီအတင်းကဖိုင်နယ်မှာယူကာဆဲနဲ့တွေ့မယ်ဆိုပါစို့ ်ညိုပါဆဲကိုကြော်ပြီးတော့ဖလားရနိုင်မယ်လို့တကယ်ထင်ကြလားတော့ကျွန်တော်မေးခြင်းနဲ့အဲဖလားပေါ်လိုချင်တတ်မှတ်မှုစူးစမ်းမှုစိတ်ပိုင်းဖြတ်မှုမျိုးရှိကြမယ်လို့ထင်ကြလားတော့ကျွန်တော်ထပ်ပြီးတော့မေးခြင်းပါတယ်ကျွန်တော်ကတော့မထင်ပါဘူးဒီဘက်ဟုတ် final မရောက်ခဲ့ဘူးဆိုရင်လည်းအဲ့ဘိုလိုပွဲကပွဲကပုံမြိုင်သွားရုံပဲရှိနေမယ်ညိုကာဆဲကိုကြော်ပြီးတော့ဖလားရလားဖလားရလိမ့်မယ်ညိုကာဆဲလိုမျိုးဖောင်ပြက်ကစားချလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ပါဘူးဗျဟုတ်ကဲ့ပါပြီးတော့ကျွန်တော်ဒီညမှာပြောစရာရှိတာကအိဆက်ပါအိဆက်ကယူကာဆဲမှာကစားနေရလို့လားလူတွေကတိတ်ပြီးတော့မပြောကြတာ ပွဲကြီးလဲတိုးတယ်ပွဲသေးလဲတိုးတယ်ဟုတ်ပါတယ်။ तू ကဒီယာဒီမှာပနတီပနတီမပါဘဲနဲ့တွင်းရတဲ့ဂိုးရေတော့က23ဂိုးအထိကိုရှိပါတယ်။ဆာလက်ကပနတီမှာပဲတွင်းတဲ့ဂိုးရေတော့23ဂိုးပါပဲ။ရာဖင်က24ဂိုးအမ်ဘာဘီက22ဂိုး။ယူကာဆယ်အသင်းကိုဖလားရအောင်ယူပေးနိုင်တယ်ဆိုတာကယူ2016မှာပိုတူဂီသင်းကိုရိုနယ်ဒိုဖလားရအောင်ယူပေးလာတယ်ထပ်ထူကြရလို့ကျွန်တော်ပြောချင်ပါတယ်။ဒါကတူညီရလို့ပြောချင်တာမျိုးမဟုတ်ဘူး။ဒီလိုအသင်းတစ်သင်းကိုဖလားရအောင်လုပ်ပေးရတာမလွယ်ဘူး။အများကြီးခက်တယ်ဆိုတော့ပြောချင်တာပါ။နောက်နှစ်ဘောလုံးဒီရောရက်ကင်မှာတော့ ဆက်ကိုနေရာတနေရာမှာမြင်နေပါပြီဗျ။ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ပေါ့နော်ဒါဒီပွဲဒုတိယပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပထမပိုင်းအလိုပဲသိပြီးတော့အပြောင်းလဲဖြစ်ခဲ့ဘူးဒီနေရာမှာ isac ကကျွန်တော်တို့ဒုတိယကိုသွင်းသွားတယ်ဒါဒုတိယကိုမသွင်းခင်သူသင်းကိုတကိုသွင်းသေးတယ်ကျွန်တော်အမြင်ပြောရင်တော့အဲ့ကိုကကျွန်တော်လူမကြုံဘူးလို့မြင်တယ်ဒါလူကြုံတယ်ဆုံးဖြတ်ခဲ့တာကတော့ဒါ liverpool အတွက်ကံကောင်းဖို့လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒါဒူးစီးဖြစ်သွားတဲ့ခါမှာ liverpool ကအပြောင်းလဲလုပ်တယ်ကျွန်တော်တို့လူတွေလဲတယ်ဒီလိုချိန်မှာကစားပုံကပို့ပြီးတော့ကောင်းလာတယ်ဂျုံစ်တို့အီလီယော်တို့နော်ခြေရီစားတို့ဝင်လာတယ်ပေါ့ဒီနေရာမှာမှဒီလိုအခြေအနေမျိုးရှိပေမဲ့ newcastle စစ်တက်တဲ့ကစားပုံကိုတော့သူတို့ကကြော်ဖြတ်ဖို့အခက်ခဲနေတော့မယ်ဆိုတော့ကျွန်တော်တို့သွားတွေးရ ော့တွေ့ရတယ်ဒီနေရာမှာဒီပွဲဘာဖြစ်လို့ Liverpool ရှုံးသွားလဲဆိုတော့ရှင်ပွဲထွက်တိုက်စက်ကောင်မှာ၃ရောင်လုံးအလုံးဖြစ်ခဲ့တယ်ကျွန်တော်ပြောလို့ရတယ် DS Jota Salah ၃ရောင်လုံးတယောက်မှာအလုံးဖြစ်ခဲ့ဘူးအဲ့အချိန်မှာကျွန်တော်က Newcastle ရဲ့ကွင်းနယ်တန်းကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် Guimaraes တို့ Jolinton တို့ Tonelli တို့တော်တော်လေးကို調査ပါတယ် Tonelli ဆိုလို့ရှိရင်သူ့ရဲ့ပုံစံနဲ့မလိုက်အောင်ပုံမှန်ထပ်ပုံယုံသွားလို့ကျွန်တော်မြင်တယ် Jolinton ကတော့ကျွန်တော်ပြောမနေနဲ့တော့ဒါနေရာတိုင်းမှာဟိုပါပြောမယ်ဆိုလို့ရှိရင် Jolinton ရှိတယ်ဟုတ်ပါတယ် ကျောင်းမှာဆိုလို့ရှိရင်လီဗာပူးရဲ့အခြေအနေကောင်းတွေကိုကျွန်တော်တို့ကဝင်ပြီးဖျက်ထုတ်ခဲ့တယ်အများကြီးပဲပြောမှဆိုတော့ဒီပွဲရဲ့နေရာတိုင်းမှာတော့ကျွန်တော်တန်ရှိရလို့ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်လီဗာပူးနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာကဘောလုံးအသင်းတိုင်းကရာသီတစ်ခုမှာသူတို့ကြာစင်းတဲ့အချိန်ဆိုတာရှိလို့ရှိတယ် လီဗာပူးကြာနေတဲ့အချိန်ကဒီအချိန်ပဲလီဗာပူးကဘယ်လိုမျိုးလဲဆိုတော့မာကျောတဲ့အသင်းတွေပုံမှန်ထက်ပို့ပြီးတော့အားထည့်ကစားလာတဲ့အသင်းတွေနဲ့ဆိုလို့ရှိရင်လီဗာပူးကရက်လက်ဆိုးနေတော်တော်ကြာပြီဒီပွဲကလည်းဒီအတိုင်းပဲဖြစ်သွားတာဒီလိုဖြစ်သွားတဲ့အခါမှာရက်ပိုင်းအတွင်းမှာလီဗာပူးကဆူဖလားနှလုံးသူတို့ဆုံးရှုံးသွားခဲ့ရတယ်ဒီနေရာမှာကျွန်တော်တို့ကံကောင်းမှုတစ်ခုကဘာလဲဆိုတော့ကြာနေတဲ့အချိန်မှာပရီးမီးယားလိချန်ပီယံဆူဖလားကတေချာတလောက်ဖြစ်သွားတာဟုတ်လို့ရှိရင်အချိန်တွေကပို့ပြီးတော့ဆိုးသွားနိုင်တယ်ဒါဒီဒီနေထားမှာတော့ပရီးမီးယားလိချန်ပီယံဆူဖလားတေချာသွားတာကတော့သူတို့အတွက်ကံကောင်းမှုတစ်ခုဖြစ်ပြီးတော့လက်ရှိအစုပွဲအနေနဲ့ထိ င်းကစားသွားရင်ဟိုအဆင်ပြေတဲ့အခြေအနေလေးလို့ကျွန်တော်ပြောချင်တယ်။ Newcastle ကတော့ဒါပေါ့နော်ကျွန်တော်တို့ Champions League နဲ့ Titan နဲ့အသင်းပြိုင်ရှင်အပြောင်းလဲလုပ်လိုက်တယ်။ပြီးတော့လူတွေခေါ်တယ်ဒီလိုအခြေအနေမျိုးမှာတော့သူတို့ Supply တလုံးစပြီးရသွားရည်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ထပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီ League Plus Champions League က Newcastle အသင်းပြီးတော့ Newcastle ပြိသက်ပြီးတော့ Newcastle ကစားသမားတွေရဲ့ဖြစ်ချင်စိတ်နီးပြအက်ဒီဟောင်းပြီးတော့ကစားသမားတွေကအစွဲထုတ်ပြီးပြောလိုက်မယ်ဆိုလို့ရှိရင် Jolinton, Guimarães, Trippier, Isak ပေါ့ဒီကစားသမားတွေအပြင်ပွဲကြည့်စဉ်ကအပြေအဝ အားပေးနေတဲ့အလန်ရှိကနေလည်းလုံးဝကိုထိုက်တန်တယ်လို့တော့ကျွန်တော်ကပြောချင်ပါတယ်။ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျွန်တော်ဒီကိုတစ်ယောက်ပြောသွားခဲ့တာကတော့ဒါ Liverpool နဲ့ Newcastle တို့ရဲ့ League Cup လို့ပွဲပွဲသုံးချက်နေတာဖြစ်ပါတယ်။ Newcastle ကတော့ထိုက်တန်စွာနဲ့နှစ်ဂိုးတစ်ဂိုးနဲ့အလန်ရှိခဲ့ပြီးတော့ League Cup Champion ဆုကိုရရှိခဲ့ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ။ The Previous Four ရဲ့နောက်လာမယ့်အားသာအစီအစဉ်ခေါင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံတွေ့ကြပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။